အလုံးမဲ့မင်္ဂလာပါ The Great Concealer Terror မှာဖြစ်ပါတယ်။တင်းအတွက်မနှက်ပြံငွေကြေးကန်အခြေအနေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနှက်ပြံမှာဆိုလို့ရှိရင်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘလောက်ပဲဆင်ညရတဲ့ကိစ္စမျိုးတွေရှိပါစေအဆင်ပြေသွားမယ်နမိတ်မျိုးကိုတွေ့ရပါတယ်။ပြီးတော့လူငယ်လူရွယ်တွေအတွက်ဆိုလို့ရှိရင်လည်းပေါ့နော်ကိုယ်နဲ့မတိတဲ့သူတွေစီကနေပြီးတော့ငွေကြေးမုံဘိုးပေါစုတွေရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။ကိုယ့်ကိုအထောက်ပံ့ပေးမယ်ငွေကြေးတွေကိုယ့်ဘဝတွေကိုဝင်လာတတ်တယ်။ရွယ်ဝေးကနေပြီးတော့ဆွေမျိုး ျိုးတွေရှိရဲဆိုလို့ရှိရင်လည်းပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့လှမ်းပြီးတော့လွှဲပေးတာမျိုးလေးတွေကြုံရတတ်တယ်နောက်တစ်ခါအာနည်းနည်းအလားလားကပေါ့နော်စူးစမ်းထားတဲ့စီးပွားရေးတွေရှိတယ်ဆိုလို့ရှိရင်လည်းမနှက်ဖြတ်မှာအကောင့်ထဲတွေပေါ်လာတာမျိုးရဖြစ်တတ်တယ်နော်တောင်းလို့မရတဲ့ငွေကြေးတွေရှိရဲဆိုလို့ရှိရင် ပြန်ပြီးတော့ရရှိတတ်တယ်အချိန်အကြာကြီးစောင့်နေရတဲ့ငွေကြေးလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့မနှက်ဖြတ်မှာအောင်မြင်မှုရရှိတတ်တဲ့ မနက်ဖြန်မှာလုပ်ငန်းပိုင်းဆိုင်ရာမှာလည်းအထက်လူကြီးတွေကချစ်တဲ့အတွက်ကြောင့်မလို့ကိုဘာပြပြပေါ့နော်ကိုရဲ့သဘောထားကိုလိုက်ရောဖို့အတွက်အစင်းသင့်ဖြစ်နေတတ်တယ်မနက်ဖြန်မှာကိုရဲ့အထက်လူကြီးတွေကနေပြီးတော့လေကိုရဲ့ နော်ကိုကိုကိုပေါ့နော်ယာဓုတွေဘာတွေတိုးပေးဖို့အတွက်ပေါ့နော်ဒီလိုမျိုးသတင်းကောင်းတွေပါတာမျိုးကြုံရတတ်တယ်ယာဓုတိုးခြင်းအလောက်ကန်တိုးခြင်းနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာသတင်းစကားတွေကြားရဖို့အတွက်သူတို့ကနေပြီးတော့ပေါ့နော်ကိုကိုယာထားတယ်ဆိုတဲ့အကြောင်းတွေတိုးမြစ်ပေးမယ်ဆိုတဲ့အကြောင်းတွေပေါ့နော်တရားဝင်မဟုတ်သေးဘူးဆိုရင်တော့ကြားရတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘလောက်ပဲခက်ခဲနေပါစေပြည်လဲသွားတတ်တယ်အလောက်ကန်နဲ့ပတ်သက်ပြီးတော့လဲအဲ့လိုပဲကိုပေါ့နော်အာသွန်ကိုစိုက်ကြိုးစားထားတဲ့ ဲ့အရာတွေကမနှက်ဖြံမှာအောင်မြင်မှုတရဖူးဆောင်းတာကိုတွေ့ရနိုင်မယ်ဆိုတာမျိုးတွေ့ရပါတယ်เนาะအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးပေးစရာရှိသည်ဖြစ်စေယူစရာရှိသည်ဖြစ်စေဘလောက်ပဲပေါ့เนาะဆောင်းခဲ့ရတဲ့ကိစ္စမျိုးတွေဖြစ်ပါစေဘလောက်ပဲခက်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 အမရနိုင်တဲ့ကိစ္စမျိုးဖြစ်ပါစေမနှက်ဖြံမှာရရှိသွားမယ်ဆိုတဲ့နှမိတ်မျိုးကို တွေ့ရပါတယ် ဒါကြောင့်မလို့ငွေကြေးလှုပ်ကန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ဘိုးဘွားပိုင်အမွေနှစ်တွေပဲဖြစ်ဖြစ်ရောင်းချဖို့အတွက်ကြိုးစားနေတဲ့သူတွေဆိုလို့ရှိရင်လည်းမနှက်ဖြန်မှာရအယောင်းဝယ်တွေကောင်းကောင်းနဲ့ရောင်းဝယ်ဖြစ်မယ်အယောင်းဝယ်တွေဖြစ်ထွန်းမယ်ဆိုတာမျိုးတွေ့ရပါတယ်နော်။ဘာလို့လဲဆိုတော့ကိုစောင့်မျှော်နေတဲ့ငွေကြေးတွေကဝင်လာဖို့ရှိတယ်လို့ နမိတ်ပုံရိပ်ရှိတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့မနှက်ဖြတ်မှာဆိုလို့ရှိရင်ငွေကြေးနဲ့ပဲဖြစ်ဖြစ်အလောက်ကနေပဲဖြစ်ဖြစ်အမျိုးသမီးတအူးစီကနေကောင်းတဲ့င်းနေကြရတတ်တယ်။အမျိုးသမီးတအူးကဝင်ရောက်ကူညီတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်။ခက်ခဲနေတဲ့ကိစ္စတွေမှာလည်းအမျိုးသမီးတအူးစီကနေပြီးတော့အခွင့်အရေးတွေရလာတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်။ဒါဆိုရင်အားလုံးပဲစီးပွားလွတ်လာပါများဒီရီလာတိုးပွားကြပါစေလို့ဆုမွန်ကောင်းတောင်းပန်လိုက်ပါတယ်။